မရင်ထဲမှာလည်းအခုချိန်ထိပြန်တွေးကြည့်ရင်မျိုးသမီးတွေရဲ့အချစ်ဟာဘဝတစ်ခုလုံးလားဒါတကယ်ကိုဟိုမျိုးသမီးတွေအတွက်အရေးပါပါတယ်အမျိုးသားကတော့သိကြတယ်မျိုးသားတွေရဲ့အချစ်ဟာဘဝတစ်ခုလုံးမဟုတ်ဘူးဘဝရဲ့အစိတ်အပိုင်းတစ်ခုသာဖြစ်တယ်လို့ကျွန်မယူဆတယ်အဲ့တော့ကျွန်မမှတ်စုရင်ဟိုကနေဒါကလည်းကျွန်မကဟိုစာတွေဖတ်ရင်းဖတ်ရင်းစာတွေတွေကနေ တွေ့မယ်နောက်တငယ်ချင်းတွေရှိမယ်နောက်ကျမမှာလူနာတွေရှိတယ်အဲ့လူနာတွေအမျိုးသမီးတွေရှိမယ်အဲ့တော့သူတို့စီကနေရထားတဲ့ data တွေအချက်လက်တွေအကုန်ပေါင်းပြီးတော့တင်းနဲ့တင်းနဲ့ပေါင်းနှင်းနဲ့နှင်းနဲ့မြှောက်အကုန်လုံးမြှောက်ကြည့်လိုက်တဲ့အခါမှာနောက်ဆုံးအဖြေရလက်ကအဲ့ဒါပဲအမျိုးသမီးတွေရဲ့အချက်ဟာဘဝတစ်ခုလုံးဖြစ်ပြီးတော့အမျိုးသားတွေရဲ့အချက်ဟာသူတို့ဘဝရဲ့အနည်းငယ်တော့အစိတ်အပိုင်းညာတာဖြစ်တယ်ဆိုတဲ့ကောက်ချက်ကိုကျမရလာတယ် ဲ့အဲ့ဒါဟာမှန်ကျင်လဲမှန်ပါမယ်မှားကျင်လဲမှားပါမယ်ဒါပေမဲ့အဲ့ဒီကောက်ချက်ကြောင့်ကျွန်မရေးလိုက်တဲ့ဝိထုတစ်ပုဒ်ရှိတယ်အဲ့ဒါကတော့ဘာလဲဆိုတော့မိမတယောက်ရဲ့ဖွင့်ဟဝန်ခံချက်လို့ခေါ်ပါတယ်အဲ့ဒီမိမတယောက်ရဲ့ဖွင့်ဟဝန်ခံချက်ကအဲ့ဒီတင်းကတော့အဲ့ဒါပဲအမျိုးသမီးတယောက်ရဲ့အချစ်ဟာဘဝသူ့ဘဝတစ်ခုလုံးပဲဖြစ်တယ်ဒီအမျိုးသားကတော့သူ့ဘဝမဟုတ်ဘူးပေါ့နော်အဲ့တော့အဲ့ဒါကိုဒါပေမဲ့အဲ့ထဲထဲမှာရှိတဲ့အဲ့ထဲမှာဆက်ကောင်းနာမည်ကဒေါက်တာတနင်းအိမ်လို့ခေါ်ပါတယ်အဲ့ဒေါက်တာတနင်းအိမ်က သူကဘာပြောလဲဆိုတော့ဟိုသူကချက်တယ်ဒါပေမဲ့လည်းသူလက်ထပ်ခြင်းနဲ့ဘာကြောင့်လဲဆိုတော့သူကပိုင်းဆိုင်ခြင်းနဲ့အချက်ဟာလက်ထပ်ခြင်းနဲ့အတူတူပဲလို့သူကယူဆတယ်သူတို့လက်ထပ်ခြင်းနဲ့အမျိုးသားလေးကလက်မထပ်ခြင်းသေးဘူးဘာကြောင့်လဲဆိုတော့ဆက်ဆက်ရရပြည့်ပြည့်စုံမှလက်ထပ်ရင်အဲ့လက်ထပ်မှုကပျော်ရွှင်တော့အိမ်တော်ကြီးဖြစ်မယ်ပေါ့ဒါပေမဲ့အမျိုးသမီးကကျတော့သူရှောင်ကျင်လို့လို့ထင်တယ်နောက်နိုင်ငံသားကိုသွားပြီးတော့ဟိုကပညာသင်ကျင်တာအလုပ်လုပ်ချင်တာအဲ့ဒီချိန်ကလေးကကျမတို့မြန်မာပြည်မှာအဲ့ဒီဟိုနိုင်ငံသားသွားပြီးအလုပ်လုပ်မယ်ဆိုတော့ ဟိုအတွေးတွေကဝင်လာပြီအဲ့ဒီချိန်မှာအမျိုးသမီးကအဲ့ဒါကိုလက်မခံဘူးဆိုတော့သူတို့ချင်းပြဿနာဖြစ်ကြတယ်ဖြစ်ပြီးတဲ့နောက်ကို तू ကဟိုလက်ထပ်ချင်တယ်လက်ထပ်ရင်တော့ချီထားလို့ရမှာပဲလက်ထပ်လိုက်လို့ရှိရင်တော့မင်းကလေးတောက်ကသူတို့စဉ်းစားတာလေဒီလူနဲ့ငါနဲ့လက်ထပ်လိုက်ရင်တော့ဒီလူဟာငါနားမှာပဲရှိတော့မှာပဲကြိုးတစ်ချောင်းလက်ထပ်ချင်းဟာကြိုးတစ်ချောင်းလို့သူကယူဆတဲ့အတွက်ဒီမင်းကလေးဟာသူ့ကိုလက်ထပ်ချင်တယ်သို့တော့တကယ်လက်ထပ်လိုက်တဲ့အခါကျတော့ တကယ်လက်ထပ်ပြီးတော့၄၅၆လာကြတဲ့အခါမှာအဲ့ဒေါက်တာတနင်းအိမ်ဟာသူတိသွားတယ်လက်ထပ်ချင်းဟာကျိုးတစ်ချောင်းဖြစ်ခဲ့ရင်တောင်မှအဲ့ဒီကျိုးဟာလင်းယောက်ျားကိုချီးတဲ့ကျိုးမဟုတ်ဘူးမိန်းမသားကိုသာချီးထားတဲ့ကျိုးဖြစ်တယ်ဆိုတာအဲ့ဒီမှာသူတိလိုက်ရတယ်ဒါကျမရဲ့ဝိတုရဲကအသိပေါ့နော်အဲ့တော့သူဘာလုပ်လဲဆိုတော့သူကအဲ့ဒီကျိုးကိုသူမဖြတ်ချင်ပါဘူးဒါပေမဲ့ယောက်ျားလေးကအပြင်ကိုထွက်သွားပြီးတော့အလုပ်လုပ်တယ်သူ့ကိုလှမ်းခေါ်တယ်ဒါပေမဲ့သူမလိုက်သွားတော့ဘူးလိုက်သွားတော့ဦးစံသူက က်ထချင်းဟာကျိုးတစ်ချောင်းဖြစ်တယ်ဟုတ်တယ်တို့တော့အဲ့ကျိုးကသူ့ကိုပဲခြိထားတယ်လို့သူကခံစားရတယ်ဟိုယောက်ျားလေးကခြိလို့မရဘူးပေါ့နော်အဲ့တော့သူမလိုက်သွားပဲနဲ့ဒီမှာကြံခဲ့တယ်အဲ့တော့ကျမစောစောပြောတယ်အချစ်ဆိုတဲ့ဝတ္ထုထဲမှာကြပြားထဲမှာနွန်လွာနဲ့နဲ့ခြေတစ်ဖက်ကျွန်နဲ့ယုံထွက်ဖို့မဖြစ်နိုင်တော့ဘူးကွယ်ဆိုတာခြေတစ်ဖက်ပဲကျွန်လိုက်ရင် သူစိတ်ထဲမှာတော့ထင်မှာပေါ့ဒီကြပြားတဲ့ကမိန်ကလေးကနွန်လွားလဲအဲ့ကြီးနွန်နဲ့ကိုခြေတော့ကြွန်သွားရင်ရုံထွက်ဖို့ခက်လိုက်တာလို့သူထင်တယ်သို့တော့သူပြန်ထွက်လာလို့ရတယ်ဘာကြောင့်လဲဆိုတော့ခြေတော့ကတစ်ဖက်သေးပဲကြွန်ထားလို့တကယ်လို့များနှစ်ဖက်ကြွန်ရင်တော့အဲ့နွန်လွားတဲ့ကနေပြန်ထွက်လို့ရမှာမဟုတ်ဘူးနွန်လွားနဲ့နဲ့မှာခြေတစ်ဖက်ပဲကြွန်မိရင်မစိုးဘူးပေါ့အမှန်တော့ကောင်းတာတော့ခြေတော့လုံးဝမချလိုက်ရင်တော့အကောင်းဆုံးပဲ ်ခဲချမိရင်မစိုးဘူးပေါ့ပြန်ယုံထွက်လာလို့ရပါသေးတယ်နှစ်ဖက်လုံးချလိုက်မိရင်တော့ပေးကြတယ်ပြန်ယုံထွက်လို့မရတော့ဘူးအဲ့ဒီနော်ထဲမှာညစ်သွားပြီတော်သေးတယ်ကျမကပြားတဲ့ကောင်မလေးကခြေတစ်ဖက်ပဲကျွန်လိုက်လို့နောက်ဒေါက်တာတနည်းအိမ်ကလည်းခြေကိုနှစ်ဖက်တော့ကျွန်လိုက်တယ်ဒါပေမဲ့သူကပထမတစ်ဖက်ကနည်း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 ပြီးတော့ဒုတိယတစ်ဖက်ကနည်းနည်းတိမ်တဲ့ခါမှာအဲ့ဒီဒုတိယတစ်ဖက်ကိုအာပြန်ယူပြီးတော့ပြန်ယုံထွက်တယ်နဲ့တူပါရဲ့တကယ်တော့လေဟိုအချစ်နဲ့အိမ်အောင်ရေးဟာမိကလေးတွေအတွက်အလွန်အရေးကြီးပါတယ် ဒီဝတ္ထုထဲမှာကျမဟာဒေါက်တာတနင်းအေးရဲ့အမှားတွေကိုလည်းကျမရေးထားတယ်အဲ့ဒီနေရာမှာလည်းကျမကျမကိုယ်တိုင်ဝင်ပြီးတော့ကျမအနေနဲ့ရေးလိုက်တာဖြစ်တဲ့အတွက်ဟိုဒါပြောသူနန်းစားအနေနဲ့ပေါ့နော်ကျမအနေနဲ့ရေးလိုက်တာဖြစ်တဲ့အတွက်လူတွေကကျမလိုပဲထင်ကြတယ်ကျမအကြောင်းလေးလည်းနည်းနည်းတော့ပါတာပေါ့လေဒါပေမဲ့လည်းအများကြီးတော့မပါဘူးဒေါက်တာတနင်းအေးဟာဂျူမဟုတ်ပါဘူးဒါပေမဲ့လည်း ဘယ်နေရာမှာကျူးလဲအဲ့ထဲထဲမှာမိကလေးရဲ့ character တော်တော်များများပါတယ်အဲ့ထဲထဲမှာဘယ် character ကတော့ကျမလဲဘယ်ဟာကတော့ကျမတငယ်ချင်းလဲဘယ်ဟာကတော့ကျမအမေလဲဆိုတာပြောဖို့ခက်ပါတယ်အဲ့လိုဖြစ်အောင်ကျမပြန်ပြီးတော့ရက်ပြီးတော့ရေးထားတာဖြစ်တဲ့အတွက်အဲ့လိုပြောလို့မရဘူးပေါ့နော်ဒါပေမဲ့လည်းပြောချင်တာကရက်ထက်ချင်းဟာကျိုးတချောင်းဟုတ်ချင်မှဟုတ်မယ်ဟုတ်ခဲ့ရင်တောင်မှယောက်ျားကိုချီတယ်ကျိုးမဟုတ်ဘူးမိန်းမကိုပဲချီတာပိုဆိုးမယ်မိန်းမကနှောင်တုတ်ပြီးတော့ကြံခဲ့ပြီးယောက်ျားကတော့လွင်ကျင်တဲ့နေရာမှာ လွတ်ပါမယ်ဆိုတော့ကျိုးလို့သွားပြီးမထင်လိုက်ပါနဲ့ထင်ပြီးတော့အချီမခံလိုက်ပါနဲ့သွားလဲမချီလိုက်ပါနဲ့အမျိုးသမီးတူကိုကျွန်မပြောချင်တာပါအမျိုးသားတွေကတော့ပြောကြမလို့ပါဘူးเนาะငကိုတွေကဘလောက်ပဲချီချီတိမ်နဲ့ချီတဲ့ကျိုးလို့ပဲတိမ်နဲ့ချီလိုက်တယ်လို့ပဲသူတို့မှဘာမှဟိုဟိုချီတုတ်နှောင်ထားတာမရှိဘူးပေါ့ဒါကကျွန်မရဲ့ဟိုကြီးတဲ့အချစ် အဲ့ဒီအချက်ထဲမှာအဲ့ဒီဝိထုထဲမှာပဲတပြိုင်တည်းမှာဂျန်ဒါကိစ္စလည်းပါပါတယ်အမျိုးသမီးအမျိုးသားဒန်းတူညီမျှလည်းအခွင့်အရေးရမရဆိုတာပါတယ်ဒါပေမဲ့အဲ့ဒါနည်းနည်းပဲပေါ့အချက်ကများများပေါ့နော်ဒါပေမဲ့အဲ့ဒီအချက်မှာကိုပဲကျွန်မအချက်မှာနောက်ထပ်ကန္တာ၃ခုထပ်ခွဲလိုက်တယ်အချက်မှာအမှတ်တရတုန်းကရေးတုန်းကဖြူစင်သောအချက် တကယ်ရင်သွေးမှာရှိတဲ့ခံစားချက်နဲ့ဘာလို့မှအရှုံးအနိုင်မောင်ကရှုံးတယ်လို့လည်းမပြောဘူးကျမရှုံးတယ်လို့လည်းမပြောဘူးအရှုံးအနိုင်မရှိတော့ unconditional love ပေါ့နော်ဘာမှအခြေအနေပေါ်မှာမူတည်တာမဟုတ်တဲ့အချက်အဲ့ဒါကအမှတ်တရနောက်ဒုတိယအချက်ကကျတော့အချက်ဟာအိမ်အောင်ရေးလာအချက်ဟာဘဝလာပေါ့ဒီပြာများရတဲ့တနည်းအရဲ့အချက်ဒါပေမဲ့လည်းနောက်ဆုံးတော့ကျိုးတစ်ချောင်းဖြစ်ရင်တောင်မှဒီကျိုးဟာငါ့ကိုပဲခြိတာသူ့ခြိတာမဟုတ်ဘူးလို့သူနောက်ဆုံးသဘောကောင်းကောင်းပေါက်သွားတယ်အဲ့ဒါကနောက်ထပ် ဆိုတော့2မျိုးပေါ့နော်နောက်ထပ်တတိယကျမနောက်ဆုံးမှာအချက်နဲ့ပတ်သက်လို့ရှာဖွေတွေ့ရှိသွားတာကတော့ကျမရဲ့နောက်ဆုံးရှာဖွေတွေ့ရှိမှုဒါကဘာလဲဆိုတော့ကျမရေးတဲ့ဝတ္ထုဝတ္ထုအတူအနေနဲ့ရေးတာပါဒါပေမဲ့ကျမဝတ္ထုတို့ပေါင်းစုံပြန်ထုတ်တဲ့အခါကျအဲ့ဒီခေါင်းစဉ်လေးကိုကျမခေါင်းစီဦးစီးခေါင်းခေါင်းစီးတင်ပြီးတော့ပြန်ထုတ်လိုက်တာအချက်ဆိုတာကျိုးနဲ့တီးဖို့မလိုတဲ့ပန်းပွင့်လေးတွေတဲ့ကျမတနေ့အိမ်လုံးကကျိုးနဲ့တီးကြည့်တယ်ပြီးတော့ မိန်းကလေးရပဲအတီးခံရယောက်ျားလေးရအတီးမခံရဘူးဆိုတော့အခုနောက်ဆုံးမှာကျွန်မပြန်ပြီးတွေ့သွားတာအချစ်ဆိုတာအချစ်တိုင်းတည်တံ့နေထားတာကောင်းပါလေကျိုးနဲ့တည်လိုက်ရင်ကျိုးလေးရတန်လန်းလေးဖြစ်နေမယ်ထပါတော့ဇွန်ပွင့်မျိုးစပယ်ပွင့်မျိုးဟုတ်တယ်တချို့ဟာလေးကပန်းလေးတိုင်းပဲဖြန့်ထားလို့ရှိရင်လှတယ်သို့တော့တည်လိုက်ရင်များပိုလှမလားလို့ခံစားရပြီးတော့ကျိုးလေးတွေနဲ့တည်လိုက်တယ်အစုပ်လေးတွေတိတိလေးပါမယ်ကြီးကြီးပါမယ်တန်းစီပြီးတည်လိုက်တော့ ဟုတ်တယ်ကျိုးကိုကျိုးတိုင်းထားရင်တော့လှတယ်ဒါပေမဲ့လေလေးတိုက်တဲ့အခါကျဒီကျိုးကလွန့်သွားရင်နောက်တခြားကျိုးလေးတွေနဲ့လည်းနီးမယ်ဆိုလို့ရှိရင်အဲ့ကျိုးတွေကရှုပ်သွားရင်ပြန်ဖြီလို့မရတော့ဘူးအဲ့ပန်းပွင့်လေးတွေဟာပန်းပွင့်လေးတွေတိုင်းပဲကောင်းတယ် အချစ်ဆိုတာလေအချစ်အတိုင်းပဲကောင်းတယ်တခြားဟာတွေရောလာလို့ရှင်ဟိုရောပြီးတော့ရှုပ်ကုန်တတ်တယ်လို့ကျမသဘောပေါက်သွားတဲ့အတွက်နောက်ဆုံးမှာတော့ကျမဝိတုတပုတ်ရေးလိုက်တယ်ချစ်ဆိုတာကျိုးရဲ့တီးဖို့မလိုတဲ့ပန်းပွင့်လေးဒီအဲ့ဒါရေးပြီးတဲ့နောက်မှာကျမဘယ်အချစ်ဝိတုမှရေးလို့မရတော့ဘူးလူတွေတော်တော်များများကကျမကိုအချစ်ဝတ္ထုထပ်ပြီးရေးခိုင်းတယ်။ဟုတ်ဟုတ်ကဲ့ကျမရေးမှာပါ။လူတွေကကျမကိုအမှတ်ပြလို့ဝတ္ထုမျိုးရေးစေခြင်းနဲ့မြစ်တို့ဤမာယာလို့ဝတ္ထုမျိုးရေးစေခြင်းနဲ့ရင်ထဲမှာခံစားချက်ပြင်းပြင်းနဲ့ နစ်နစ်နဲနဲခန်းစားပြီးတော့ရေးလိုက်ချင်တာမြို့ကြီးတွေဘက်ကပဲဖြစ်ဖြစ်ရေးပါအောင်ဟုတ်ကဲ့ဟုတ်ကဲ့ကျမရေးပါမယ်လို့ဘလောက်ပဲပြောပြောအနှစ်၁၀နှစ်၁၅နှစ်ကြားတဲ့အချိန်ထိကျမအချို့ဘုမရေးနိုင်တော့အဲ့တော့အဲ့ဒါပါလဲကျမကိုအချို့ဘုမရေးနိုင်အောင်ဘယ်အရာတွေကကျမကိုတားထားတာလဲခုဂျန်တာကျမရဲ့ကန္တာမှာအချစ်အချစ်ပြီးတဲ့နောက်နောက်ထပ်ဒုတိယကန္တာကဂျန်တာမျိုးသမီးမျိုးသား လမ်းလူကြီးများအခွင့်အရေးအမျိုးသမီးများမျိုးသားနှီးပါမျိုးသားလောက်မတော်နိုင်မှုစားသိပါတယ်ဒါပေမဲ့လည်းအမျိုးသားတို့တို့လည်းပြန်ချောရသေးတာပေါ့နော်တကယ်လည်းဟုတ်ပါတယ်အမျိုးသမီးရဲ့အုံနောက်က ိုမိဖို့ထဲမှာတင်းတာတာညားလာတဲ့ခါကျတော့အုတ်နောက်ဆိုတာဓာသေးကြောက်နဲ့ဓာလိုပဲဓာကခဏခဏသွေးပြီးတော့တုံးတာညားမှဓာကထက်တာကျမတို့အုတ်နောက်တရားလဲမိဖို့ထဲမှာတာတမီပြုစုရေးထဲမှာပဲနေရတဲ့ခါမှာဉာဏ်ပညာနဲ့ပတ်သက်တဲ့အုတ်နောက်ကမထက်တော့တာတွေရှိပါတယ်အဲ့တော့အဲ့ဒါကိုကျမတို့ကပြန်ပြီးသွေးစေခြင်းနဲ့မိန်းကလေးတိုင်းမိန်းကလေးတိုင်းကိုပညာတတ်စေခြင်းနဲ့အ ਨੇ ဆုံးတောရမှာရှိတဲ့မိန်းကလေးတယောက်လေးတန်းလေးတန်းဆိုလို့ရှိရင်အပေါင်းလို့မြောက်စားတတ်ပြီး အဲ့ဒါဆိုလို့ရှိရင်သူဈေးရောက်မယ်ဆိုလဲရောက်လို့ရပြီဝယ်မယ်ပြုတ်မယ်အမ်းမယ်ဆိုရင်လည်းသူပြောလို့ရပြီပေချိုးကအစာတိုင်းလို့ရပြီဆက်ချုပ်မယ်ဆိုလို့ရှိရင်တော့မှဒီကိုခန္ဓာကိုပေချိုးနဲ့တိုင်းတက်ပြီးပေါင်းတက်ပြီးနှောက်တက်ပြီးအဲ့လိုဆိုလို့ရှိရင်သူ့ရဲ့ဘဝဟာဘလောက်များပိုပြီးတော့ချုံးဝေးလိုက်မလဲတချို့စာမတက်တဲ့မိန်းကလေးတွေမိန်းကလေးတွေဟာပညာတတ်ရမယ်အထက်တန်းဟွာထိမတက်ရင်တောင်မှပေစာရှင်စာမက အပေါင်းနှုတ်မြောင်စာကဘာကြီးကဘလို့နေတယ်လဲပထဝီနေထားသိဖို့တမိုင်းနေထားသိဖို့မိန်းကလေးတွေဟာအခြေခံပညာတော့တတ်တဲ့လေလို့ကျမယူဆပါတယ်ဒါကြောင့်ကျမဟာအဲ့လိုမျိုး gender နဲ့ပတ်သက်တဲ့ရေးလေးတွေကျမရေးပါတယ်အဲ့လိုရေးတဲ့အခါကျတော့ကျမကိုစိုးသွားပြောသလို feminist ဟိုအမျိုးသမီးမျိုးသမီးစွမ်းဆောင်မှုအဓိကဆိုတဲ့ဟိုတစိကူကကြတယ်ဘာပဲဖြစ်ဖြစ်ကျမအဲ့ကန္တကျမရေးလိုက်တယ်ရေးပြီးတဲ့နောက်မှာ အဲ့ကဏ္ဍကိုဘာကြောင့်ရေးတယ်လဲဆိုတော့လေပြန်ကြည့်လိုက်တဲ့ခါကျကျမမှာရှိနေတဲ့ဘေးမှာလာပြီးတော့ကျမကိုရိုက်ခတ်နေတဲ့လှိုင်းနေရအများကြီးပေါ့နော်အဲ့ထဲထဲမှာတော့ထူးထူးခြားခြားအနေနဲ့ကျမဒီဝိတ္ထုမျိုးဘာကြောင့်ရေးပြတယ်လဲဆိုတော့ထူးထူးခြားခြားကျမပြန်တွေးကြည့်လိုက်တဲ့ခါမှာကျမဖြစ်ဖြစ်ပြက်ကလေးတခုရှိပါတယ်အဲ့ဒီအဖြစ်ပြက်ကလေးကတော့ကျမရေနံကျောင်းမှာစေကံဖွင့်နေတော့ကစေကံဖွင့်နေတဲ့အချိန်မှာကျမမှာလူနာတွေရှိတယ်အဲ့လူနာတွေမှာအများစုကတော့ ထုံစံတိုင်းမျိုးသမီးဆရာဝန်စီဝဆိုအမျိုးသားတိတ်မလာတတ်ဘူးပေါ့နော်နည်းနည်းပဲလာမယ်ကလေးတွေနဲ့အမျိုးသမီးတွေနဲ့လာအမျိုးသမီးတွေကကျမကိုအားကိုးကြတယ်အများတန်းလာတယ်အဲ့မှာတရက်တော့မနေ့အစောခုနှစ်နာရီပတ်ဝန်းကျင်လောက်မှာကျမကစေကန်း၈နာရီမှဖွင့်တယ်ဒါပေမဲ့လည်း၈နာရီလောက်မှကျမကိုတကားလာခောက်တယ်လာခောက်တော့ကျမတကားဖွင့်ပေးလိုက်တော့အမျိုးသမီးတယောက်ကျမကစေထိုးဖို့လာတာမနေ့၈နာရီ ကျမရဲ့အိမ်ရှိမှာသူကသူဈေးဈေးတောင်းကောင်းပေါ်ရွက်ပြီးသူကရောင်းလာဆိုတော့အဲ့ခံတောင်းကိုကျမဈေးကန်ရှိမှာချထားတယ်အဲ့ထဲထဲမှာပါးရီပါမယ်ဆိုတော့ငပီပါမယ်ပဇွန်ကြောက်ပါမယ်ဟိုဟင်းသီးဟိရွက်ကလေးတွေပါမယ်ခရမ်းကျင်လေးပါမယ်အဲ့လိုပေါ့တိုလီမုတ်စာလေးတွေကိုတောင်းထဲမှာထည့်ပြီးတော့ကျတော့သူကအဲ့ဒါကိုဈေးထဲကနေပြီးတော့မနေ့9နိုင်6နိုင်ကလေးကတပ်တက်ပြီးတော့ဒီရွက်ကွက်ထဲမှာသူကလဲရောင်းနေအဲ့အဲ့ဒီအမျိုးသမီးဆိုတော့သူအဲ့ဒါလေးချထားပြီးဆံမတဲ့ ကျမဆေးထိုးခြင်းလို့ရတယ်။လာလေးရတယ်ဆိုပြီးတော့ကျမတကားဖွင့်ပြီးတော့ဂရင်ဘောမှာခေါ်လိုက်တဲ့အခါကျသူကကျမတားဆေးထိုးခြင်းပါလေတဲ့။တားဆေးတရေတားဆေးထိုးခြင်းလေတဲ့။ Okay တရေတားဆေးထိုးခြင်းတာဟုတ်ပြီ။ဘယ်လိုဆေးထိုးမှာလဲ။အဲ့ဒီမှာတရုတ်ကလာတဲ့တရေတားဆေးဆိုတာရှိတယ်ကျမတို့ခေတ်တုန်းက။နောက်ယူရီးယားက လူရလို့ခေါ်တော့ထိုင်းကလာတဲ့ဈေးရှိတယ်တတခုကတလပဲခံတယ်တခုကသုံးလခံတယ်ဆိုတော့တလရဲ့ဈေးနှုန်းကတမျိုးသုံးလခံတဲ့ဈေးရဲ့ဈေးနှုန်းကတမျိုးဆိုတော့ကျမတို့မေးကြည့်တယ်ဘယ်ဈေးထိုးမှာလဲအဲ့တော့ဈေးပေါ်တဲ့ဟာဘာရှိလဲတဲ့ပြီးတော့ကျမဈေးပေါ်တာဆိုရင်တော့တရုတ်ဈေးကဈေးပေါ်တယ်အဲ့ဒါတလပဲခံတယ်အဲ့တော့ဒီတလထိုးပြီးရင်ညနောက်တစ်ခါကျရင်နောက်တလကျရင်လာထိုးရမယ်ကျမအဲ့လိုပြောလိုက်တော့ဟုတ်ကဲ့တဲ့ဆိုပြီးတော့ ဂရမောကိုသူတက်လိုက်ပြီးတဲ့နောက်မှာကျမစစ်ထုအပ်ကိုပြင်နေတဲ့ချိန်မှာသူကတခွန်းထပ်ပြောတယ်ဆရာမတဲ့အခုကျမဈေးရောက်သွားရအောင်မှာကျမလက်ထင်မှာပတ်စံမပါဘူးတဲ့ဆရာမကျမကိုအကျွေးထိုးပေးမလားတဲ့ကျမစစ်ထုအပ်ကလည်းပြင်ပြီးပြီ तू ကဈေးပလင်းလေးရလဲတလားကဈေးပလင်းလေးရလဲဖောက်တော့မဲ့ဆဲဆဲ ောက်တော့မဖောက်ရသေးဘူး။ကန်တော့ကောင်းပါတယ်။ဒါလေးကိုပြန်သိမ့်မယ်ဆိုရင်သိမ့်လို့ရတယ်ပေါ့နော်။ဒါပေမဲ့လည်းသူ့ကိုကြည့်လိုက်တဲ့အခါကျသူ့မျက်နှာတကယ်ကိုနွမ်းနွမ်းဖက်ဖက်နဲ့တနခါရေကျဲလေးနဲ့အောက်သူ့အပြင်ဘက်မှာသူ့ချထားတဲ့ဈေးခံတောင်းလေးကလည်းရှိနေတယ်။ဟုတ်တယ်သူဒီအရင်အနည်းကသူ့မှာရှိတဲ့ပတ်စံဟာဈေးရေကနေပြီးတော့ယူလာပြီးတော့ဝယ်လာပြီးတဲ့နောက်မှာသူ့ချရောင်းပြီးကမှဒီပတ်စံရမှာ။ဆိုတော့ကျမကဒါလေးကိုကျမဆက်ဖောက်လိုက်တယ်။ဒါမျိုးကကျမမှာအမြဲတမ်းပဲဟိုဖြစ်စဉ်တစ်ခုလိုပဲ။ကျမက လူနာတွေအများကြီးများပါတယ်ဒေါက်တာတင်တင်ဝင်းဟာသဘောကောင်းတယ်လို့ပြောကြပြီးတော့ကျမစီကိုလာတဲ့သူတွေအများကြီးပဲအဲ့ထဲထဲကတဝက်လောက်ကလက်ငယ်မပေးနိုင်ဘူးအကျွေးစီးဘူးအကျွေးဆိုတာတောင်းလို့ကောင်းတော့အရာမဟုတ်ပါဘူးသူတို့လာပြီးပေးမှအများဖြစ်တော့မပေးကြဘူးလာရင်ပါလာတယ်ပါလာတာသူတို့သူတို့မှရှိတယ်ပတ်စံပေါ့ဥမာထားပါတော့စီးထုတ်ပြီးပြီဆရာမဘယ်လောက်ကြလဲလို့မေးလိုက်ရင်သူတို့သူတို့ခါးထဲမှာ လိတ်လာတဲ့ပတ်စံလေးတွေကိုထုတ်လိုက်တယ်။အဲကျမက15ကြက်ကြတယ်20ကြတယ်လို့ပြောပေမဲ့သူ့လက်ထက်မှာ30လောက်ပဲပါ။အဲ့30တောင်မှကျမတို့ခေတုံးကအခုလိုဈေးတလုံးကိုတစ်ထောင်တစ်ထောင်သုံးတောင်မဟုတ်ဘူး။30 35ကြက်20အဲ့လောက်လောက်ပဲလေလွန်ခဲ့တော့1985လောက်86လောက်ပေါ့နော်အဲ့ဒီပတ်ဝန်းကျင်လုံးကဆိုတော့20ကျော်ပြီပေါ့အဲ့ချိန်လုံးကတို့ကကျမက15ကျက်လို့ပြောပေမဲ့တို့ဖြီးလိုက်တဲ့အလိတ်ထဲမှာ6ကျက်လောက်ပဲပါရင်ပါမယ် ကြက်တန်လေးပါမယ်ငါးကြက်တန်လေးပါမယ်ဆိုတော့ကျမကအဲ့ပစံကိုဘယ်လိုလုပ်ပြီးယူရမလဲအဲ့တော့ကျမကပြန်ပြောလိုက်တော့ကော်ဖီလေးတောက်ပေါင်ပေါင်လေးကိတ်မုံလေးဝယ်စားယူသွားရတယ်ပြီးတော့မှလာပြီးညာဖြစ်တော့လာမပြေးကြဘူးဒါပေမဲ့ကိစ္စမရှိဘူးကျမစီကိုတနေ့ကိုရောက်30 40လိုင်းအဲ့ထက်ကျ20ယောက်ကတော့ပါလာမှာပေါ့10ယောက်လောက်ကပါကျမပါမယ်15ယောက်လောက်ကပါကျမပါအဲ့ဒါလည်းအရေးမကြီးဘူးကျမလုပ်နေကြပါတော့နော်အဲ့နဲ့သူ့ကိုဟုတ်ပြီရတယ် ပဲချိန်ကြမှာပဲပေးပေးအရေးကြီးတာကနောက်တစ်လကြာရင်ဒီလိုအချိန်ပဲရာသီလာပြီး9ရက်ဒီမှာပြောလိုက်ရတယ်ကတော့ပါတယ်နော်သူတို့အဲ့လိုမျိုးရှင်းပြရတယ်အဲ့အချိန်မှာလာခဲ့ပါပြောပြီးတော့ဒီမှာဆေးလေးကိုထိုးပေးလိုက်တယ်ထိုးပေးပြီးတော့နောက်သူတင်မလေးကိုပုတ်ပြီးတော့နောက်သူချက်ချင်းထားသူကသွားအောင်မှာကိုထပ်ပြီးတော့ကြာပြန်အထွက်မှာကျမကိုနောက်ထပ်စကားတစ်ခွန်းထပ်ပြောတယ်ဆံမားတဲ့ဒီကျမဆေးလာထိုးတဲ့ကိစ္စကိုကျမယောက်ျားမသိပါစေနဲ့ ကျွန်မနည်းနည်းစဉ်းစားတယ်ဘာဖြစ်လို့လဲ तू ကသဘောမတူဘူးတဲ့သဘောမတူအောင် ကိုဝင်ဆောင်ရတာဘာလို့လဲကျွန်မစဉ်းစားတယ်လေကိုဝင်ဆောင်ရတာမိန်းကလေးမွေးတော့လေယောက်ျားဖောင်စီမိန်းမမင်းနေကျွန်မတို့ရင်းနှံကြောင်းမှာလဲဟိုဒီလွန်ခဲ့တဲ့နှစ်20တုန်းကခစ်ပညာကြီးလည်းမတိုးတက်သေးဘူးပတ်စံနေလည်းမရှိသေးဘူးစီးပွားရေးတွေလည်းမရှိကြသေးဘူးဆိုတော့တချို့တွေကလက်ပယ်နဲ့ပဲအိမ်မှာမွေးကြတာများတယ်တကယ် မိမမိနေဟာတကယ်ပါပဲဟိုတည်ရင်းလဲဟိုတဝက်ရောက်နေတယ်လို့ပဲလေအဲ့တော့ဒီဟာဒီအကုန်လုံးကသူ့ရဲ့ဒုက္ခတွေရောဒီယောက်ျားရဲ့ဒုက္ခမှမဟုတ်ဘဲနဲ့နောက်တစ်ခုကအဲ့ဒီအမျိုးသားဟာစိုက်ကားနေနေစိုက်ကားသမားတွေကိုစော်ကားတာတော့မဟုတ်ပါဘူးစိုက်ကားသမားတွေထဲမှာ အားနေရင်စာလေးတွေဖတ်နေတဲ့စိုက်ကားသမားတွေကျမလည်းအများကြီးပဲသူတို့နဲ့ဟိုတရင်တနည်းရှိပါတယ်ဒါပေမဲ့အဲ့ယောက်ျားကတော့အရက်တောက်တယ်သူရလာတဲ့စိုက်ကားကကိုအရက်တောက်ပြတ်တာများတယ်မျိုးသမီးဟာသူ့အတွက်ကောသူ့မျိုးသားအတွက်ကောသားသမီးတွေတူသားသမီးတွေလည်းများပြီအဲ့လုံက၃ယောက်ကလေး၃ယောက်ရှိနေပြီအဲ့တော့အဲ့အတွက်ကိုသူထိမ့်သိမ့်မွားသူ့မှာပဲတာဝန်ရှိတော့သူလာတယ်ဒါပေမဲ့လည်းယောက်ျားအဲ့လိုမျိုးမလုပ်ရဘူးဆိုတဲ့အခါကျယောက်ျားမသိအောင်လာရတယ်အဲ့တော့ကျမကိုသူကခွင့်ဟို တတိပေးတာပေါ့နော်တောင်းဆိုတာကျွန်မယောက်ျားမသိပါစေနဲ့ကျွန်မပထမစဉ်းစားပြီး okay okay တော်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 ရတယ်ရတယ်သွားရောင်းကြည့်တော့ဆိုသူထွက်သွားတယ်အဲ့ဒီမှာအဲ့ဒီနေ့ညနေပဲကျွန်မတခြားလူနိုင်ညနေမှာတော့လူကလူပုံများတာပေါ့နော်အဲ့ဒီညနေမှာကျွန်မစေကံပွင့်နေတဲ့အချိန်မှာအပြင်ဘက်ကနေပြီးတော့ဆီယမ်မဆီယမ်မဒေါတင်တဝင်းဆိုပြီးအတန်အကျယ်ကြီးနဲ့ကောက်ရတယ်ယောက်ျားတန်တစ်ခု အဲ့နဲ့ဒီမှာလူနာတွေခဏထားခဲ့ပြီးတော့အရေးကြီးတဲ့လူနာမှတ်လို့ပြောရအောင်လို့ပေါ့နော်ဒီလူနာပြီးရင်လိုက်လာမယ်ဘာညာပေါ့ကျွန်မထွက်လိုက်တဲ့ခါကျတော့အဲ့ဒီအမျိုးသားမတ်တရရနဲ့ခြံဝိုင်းထဲမှာဘာဘာကိစ္စလဲလို့ဆိုတော့သူ့ကိုကျမကြည့်လိုက်တဲ့မှတ်မိတယ်ဒါပေမဲ့သူ့မျက်လုံးကနေနေတယ်ညနာကလည်းနည်းနည်းဟိုခတ်အရသမားတို့ထုံးဆံပေါ့နော်ညနာကလည်းနေနေပြီးတော့ဟိုခြေလမ်းကလည်းတိတ်ပြီးတော့မမှန်ချင်ဘူးပေါ့ကျွန်တော်မိမမနေ့တုန်းကလာသွားလာတယ် ဆိုတော့ကျမကမလာပါဘူးလို့ကျမပြောလို့မရဘူးကျမကမှန်သောစကားကိုသာဆိုရမယ်လေအဲ့တော့ကျမပထမတော့စဉ်းစားကြည့်တယ်ညာရင်ကောင်းမလားပေါ့တို့ရဲ့တို့ချက်ချင်းအတွက်တို့ရဲ့ဟိုစီလုံးညီညွတ်မှုအတွက်ကျမညာလိုက်ရင်ကောင်းမလားလို့စဉ်းစားတယ်ဒါပေမဲ့ညာလို့မဖြစ်ဘူးအဲ့ဒါဟုတ်တယ်မနေ့ကအရှင်းအမျိုးသမီးလာတယ်လို့ပြောလိုက်တော့ "तू စေးထိုးသွားလား"တဲ့အဲကျမကလည်းဟုတ်တယ် "तू စေးထိုးသွားပါလေ"လို့ပြောတော့သူထက်မိတယ်ဘာစေးထိုးပေးလိုက်တာလဲတဲ့ အဲ့တော့ကျမအဲ့ချိန်မှာနည်းနည်းကျမရဲ့တိခဏ်နိုင်စွမ်းကကုံသွားပြီကုံသွားတော့သူ့ကိုနည်းနည်းអော်လိုက်မိတယ်နော်။ဘာစေးထိုးတော့ရှင်ပါတိမာလဲကျမဒီစေးနာမည်ပြောတော့ရှင်တိမာလားလို့ပြောလိုက်တော့သူနည်းနည်းတော့တွေ့သွားတယ်။တွေ့သွားပြီးတော့ကျမကိုထပ်ပြောတယ်။ကျွန်တော်မိမကိုကျွန်တော်မတိပဲနဲ့သရေတားစေးတွေပါလေထိုးမပေးပါနဲ့ထိုးပြီးရင်ဆာမနဲ့ကျွန်တော်နဲ့အတိပဲတဲ့အဲ့လိုလက်ညှိုးထိုးပြီးတော့ပြောလိုက်တယ်။ပြောလိုက်တော့အဲ့ဒီအရွယ်တုန်းကကျမအသက်ဟာ30 မပြေသေးဘူးပေါ့နော်28 29လောက်အရွယ်ရှိမယ်ကျမစိတ်ထဲမှာကလည်းသူ့အမျိုးသမီးအတွက်ခံစားတဲ့ခံစားချက်တွေအလည်းပြင်းထန်နေတဲ့အရွယ်အမျိုးသားနဲ့အမျိုးသမီးနဲ့ကြားတဲ့ကဘာညာဘာညာအဲ့ဒါတွေကျမကလည်းစဉ်းစားနေတဲ့အရွယ်ဖြစ်တဲ့အတွက်ကျမသူ့ကိုပြောလိုက်တယ်ရှင့်မိမဈေးလာထိုးတာမထိုးတာဘာဈေးထိုးတယ်ဆိုတာကျမရှင်ကိုပြောပိုင်ခွင့်မရှိဘူးပြောတော့လဲဘာမှရှင်းသားလည်းမဟုတ်ဘူးထိုးတော့ဘာဖြစ်သေးလဲအမျိုးသမီးနဲ့လူနာနဲ့ ဆရာဝန်ကြားထဲမှာလူနာကတောင်းဆိုရင်နောက်တင့်တော်တယ်လဲထင်ရင်ဘေးလည်းမဖြစ်ဘူးဆိုရင်ဆရာဝန်ကထိုးပေးဖို့ဝတ်တရားရှိတယ်အဲ့တော့ရှင်ခုချက်ချင်းကျမအိမ်ထဲကနေပြန်ထွက်သွားလို့ပြောလိုက်တယ်ပြောလိုက်ပြီးတော့သူကကျမကိုဆက်ပြီးတော့ပြောချင်တယ်ဒါပေမဲ့ကျမရဲ့မျက်နှာထားကလည်းခက်တင်းတင်းဆိုတော့သူကပြောတော့ပြောချင်နေမဲ့ပြန်ထွက်သွားလိုက်တယ်ကျမစိတ်ထဲမှာမကောင်းဘူးအော်ငါ့နဲ့ ေတ္တာလေးနဲ့အကျုံးလေးနဲ့သူ့ကိုတနေရာမှာခေါ်ပြီးတော့ဒီနေ့မဟုတ်ရင်တောင်မှဩဟိုသူ့နာမည်နဲ့ပေါ့နော်မနေ့ဖတ်မနေ့ကြာလာခဲ့ပါလားကျွန်မပြောစရာတွေရှိတယ်ဆိုပြီးတော့ပြန်ခေါ်ပြီးတော့ပြောလိုက်တင်ပူလာလူနာတွေတော့ရှိနေတာမှန်တယ်ကျွန်မမှတန်းစီနေတဲ့လူတွေလည်းရှိတယ်ဆိုတော့သူ့ကိုနည်းနည်းညံ့ညံ့လာနှင်လွတ်လိုက်မိပေမဲ့ကျွန်မပြန်လာတဲ့ခါမှကျွန်မစိတ်ထဲမှာမကောင်းဘူးဒီတဲ့ပို့ပြီးဆုံးရှုံးတာကနောက်တနေ့လဲအဲ့ဒီအမျိုးသမီးကျွန်မကိုပတ်စံလာမပေးဘူးထားပါတော့ ဲ့တော့ငါဆေးတလုံးဟာ20ဖြစ်ချင်းဖြစ်မလား30ဖြစ်ချင်းဖြစ်မလားကျမအတွက်အဲ့ဒါဘာမှအရေးမကြီးဘူးဒါပေမဲ့အရေးကြီးတာကဘာလဲဆိုတော့ तू နောက်ထပ်မပေါ်လာတော့ဘူးနောက်လာလည်းမပေါ်လာဘူးသူတို့ချင်းချင်းရံဖြစ်ကြမှာပေါ့ကျမတွေးကြည့်တယ်လေပြီးတော့မှကျမ back date နဲ့ပြန်တွေးကြည့်တဲ့ခါမှာသူတို့ချင်းချင်းရံဖြစ်ကြမယ်နောက်ဒီလိုမသွားနဲ့တော့ဘာလို့ပြောကြမယ်ပြီးတော့ပြီးပါမယ်နောက်ထပ်နှစ်နှစ်၃နှစ်၄နှစ်ကြာတဲ့ခါမှာ तू ကျမစေကန်းကိုမလာဘူးကျမကတော့လူနာခေါ်လို့ရှိရင် home visit လိုက်ရတဲ့ခါမှာသူတို့စေသူတို့အိမ်လေးရှိရနေကျမမကြခဏဖြတ်ဖြတ်ပြီးသွားမိတယ်သွားတဲ့ခါမှာသူတို့အိမ်လေးရှိမှသူလည်းမတွေ့ပါဘူးသူမျိုးသမီးလည်းမရှိပါဘူးဒါပေမဲ့ကလေးအကြီးလေးကကလေးအငယ်လေးကိုခြီးလို့နောက်ထပ်အလက်ကလေးတက်ကိုလက်ဆွဲလို့ကလေး၃ယောက်ကနေ၄ယောက်၄ယောက်ကနေ၅ယောက်အဲ့လိုဖြစ်လာတဲ့ခါမှာ ကျမဒါကျမရဲ့အရှုံးလိုပဲကျမခံစားရတယ်။တကယ်လို့သာကျမကသူ့ကိုပြေပြေပြစ်ပြစ်နဲ့အိမ်ထဲကိုခေါ်သွင်းမယ်။သို့မဟုတ်လို့ရှင်နောက်တစ်နေ့ထပ်ချင်းပြီးတော့မျိုးသမီးနဲ့မျိုးသားကြမှာရှိတဲ့နားလည်မှုတွေကိုကျမများပေးခဲ့မယ်ဆိုလို့ရှိရင်သူတို့နောက်ထပ်ဒီကလေးတွေထပ်ရလာစရာကောင်းမရှိဘူး။ကျမအဲ့လိုပဲတွေးတယ်လေ။ဆိုတော့ဒါဟာကျမရဲ့အမှားဒါတွေကိုကျမပြန်ပြီးတော့တလုံးလုံးစဉ်းစားတိုင်းစိတ်ထဲမှာသူပြောက်ထဲထဲမကဘူး။ကျမမှာအဲ့ဒါမျိုးအများကြီးရှိတယ်။အဲ့တော့ကျမရေးမိတယ်။ ဆရာဝန်တယောက်ကြီးမှတ်စုများဆိုတဲ့ခေါင်းစဉ်အောက်မှာဒါမျိုးဝိထုလေးတွေကျမရေးတယ်အဲ့ဒါကဒီထဲမှာကျမမိကုံထုတ်ထားတာဟာအမျိုးသားတယောက်ဟာ အမျိုးသမီးတယောက်ရဲ့ကိုခန္ဓာကို ကာမပိုင်လေးအောင်ကြားစားကျမကြားဘူးပါတယ်ဒါပေမဲ့လည်းအမျိုးသမီးရဲ့ကိုခန္ဓာကိုမျိုးသမီးကိုယ်တိုင် တားဖို့တိုင်းကလေးကိုဖြတ်တာမဟုတ်ဘူးတဘာဝတရားနဲ့မငင်ညွတ်တာလည်းမဟုတ်ဘူးဒီကလေးကိုသူကျွေးမွေးပြုစုဖို့မတတ်နိုင်လို့သူတားမယ်ဆိုရင်သူတားဖို့အတွက်ကသူတောက်သေးရဲ့စိတ်နဲ့မှရရဲ့လားအမျိုးသားကိုတကယ်တိုင်ပင်ရမှာလားအမျိုးသားမှာအဲ့ဒီအခွင့်အရေးတကယ်ရှိသလားဒါကျမလည်းမသိဘူးဒါပေမဲ့လည်းကျမအဲ့ဒီပြဿနာလေးကိုဝတ္ထုထဲမှာထည့်ပြီးတော့ရေးလိုက်နေတယ်။အဲ့တော့အဲ့လိုမျိုးရေးတာလေးဟာကျမရဲ့ဒုတိယကန္တာဖြစ်တော့မြေမျိုးသား တန်းတူဖြစ်ရေးသို့မဟုတ်မျိုးမီးနဲ့မျိုးသားညီညွတ်ရေးဆိုတဲ့ gender issue ကိုကျွန်မနည်းနည်းပို့ပြီးတော့စိတ်ဝင်စားမိသွားတဲ့အပိုင်းပေါ့ဒါက